မင်္ဂလာပါရှင်ကျမတိကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့2025ခုနှစ်ဧပြီလပထမဆယ်ရက်ပတ်အတွက်မိုးလေဝသနဲ့ဇလားဗေဒခမန်းချက်ကို ဖော်ပြပေးပါမယ်။ဘင်္ဂလားပြည်တော်ချင်းကြီးကတော့ကပ်ပီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ပေါ်မှာလစ်ဖိအားနဲ့ရှုံဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတော့မုန်တိုင်းငယ်ဖြစ်ကိုပုံမအားကောင်းပါမယ်။ကပ်ပီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ပေါ်တောင်ပိုင်းတွေမှာတော့တိမ်တိတိကနေတိမ်ထူထွက်ပြီးတော့ကြံဘင်္ဂလားပင်လယ်ပေါ်မှာတိမ်နေငယ်ဖြစ်တော့ပါမယ်။ ။မွေးရွာသွားမှုချင်းတွေကတော့ရောင်တိုင်းဒေသကြီး၊အရာရီတိုင်းဒေသကြီး၊သတင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာရွာသွားမြက်ထပ်ပုံနိုင်ပြီးတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာရွာသွားမြက်ခံမိုးထစ်ကြုံရွာပါမယ်။ ရောက်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာလေးရက်ကနေရှစ်ရက်ခန့်နဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာတရက်ကနေသုံးရက်ခန့်မိုးထစ်ကြုံရွာပါမယ်။ နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကယားပြည်နယ်နဲ့ချင်းပြည်နယ်မှာအပယ်လပြင်းမြအပူချင်းရဲ့တိတိယ5ဒီဂရီဆယ်စီယံနဲ့အထက်ပိုနိုင်ကရောင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တရဲနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာအပယ်လပြင်းမြအပူချင်းကန်တာရှိနိုင်ပါတယ်။အေရီမြေကတော့မြစ်ကြီးနားမြို့ပမော်မြို့ရွှေကူမြို့ကတာမြို့တပိတ်ကြီးမြို့မန်းလေးမြို့စကိုင်းမြို့မှာတော့တပေခွဲကနေသုံးပေခွဲက ်မြင်းမုံမြို့ပခုတ်ကူမြို့နယ်ညောင်မြို့မှာတော့ပင်ဝက်ခနဲ့တပေကလက်ရှိရင်မှတ်တဲ့အထက်မြင့်တက်လာနိုင်ပြီးချောင်းမြို့မင်းပူးမြို့မကွေးမြို့အောင်လံမြို့ပြည်မြို့စိတ်သာမြို့ဟင်္ဒရာမြို့နဲ့ဇလုံမှာတော့ပင်ဝက်ခနဲ့တပေခွဲကလက်ရှိရင်မှတ်တဲ့အောင်ကြာစင်ပါမယ်ချင်းလင်းမြေဟာခန်းလေးမျိုး home လေးမျိုးဖောင်းမြေမျိုးနဲ့မော်လိုင်းမျိုးမှာတော့ပေဝက်ကနေတပေခွဲကလက်ရှိရင်မတ်တေထက်မြင့်တက်လာနိုင်ပြီးကလေးဝါမျိုးမင်းကင်းမျိုးကနေမျိုးနဲ့မုံရွာမျိုးတွေမှာတော့ပေဝက်ခန်းစီလက်ရှိရင်မတ်တေအောင်ကြာစင်ပါမယ် ဒုံထရီမြေကတော့တေဘောမြို့မှာပေဝက်ခန်းရွှေစာရက်နဲ့မြင့်ငယ်မြို့မှာတပေခွဲခန်းစီစတောင်းမြေဟာတောင်ဝမြို့နဲ့မာရမြို့မှာပေဝက်ခန်းစီပဲခူးမြေဟာဆောင်းတုံမြို့မှာနှလမကန့်နဲ့ပဲခူးမြို့မှာပေဝက်ခန်းရွှေကျင်မြေဟာရွှေကျင်မြို့မှာနှလမကန့်နဲ့တောင်ရင်မြေဟာမြောက်ရီမြို့မှာပေဝက်ခန်းလက်ရှိအမတ်တဲတက်မြင့်တက်လာနိုင်ပြီးတန်လီမြေကတော့ဖအံမြို့မှာတပေခွဲခန်းငုံမြေဟာငတိုင်းချောင်းမြို့နဲ့ပသိမ်မြို့မှာပေဝက်ခန်းစီနဲ့တာမောင်းမြို့မှာနှလမကန့်မြစ်တာမြေဟာကလေးမြို့မှာတုံနှမကန့်ဘီလီမြေဟာ ီနီမျိုးမှာပေဝက်ခန့်နဲ့တုံးမြင့်ဟာမအိုဝင်မျိုးမှာနှစ်ပေခန့်လက်ရှိရင်မှတ်တင်အောင်ကြာဆင်းပါမယ်ရှင်။ဒါအပြင်မလို့သာသူတွေတင်အွန်လိုင်းကလည်းပဲခိုးတိုင်းအတွင်းမှာငလင်ငယ်တွေလှုပ်တာနဲ့ပတ်သက်လို့အမြင့်ဆုံး3.6တိရှိခဲ့ပြီးတော့မတ်လ31ရက်နေ့မှာ6ချိန်ထိရှိခဲ့ပါတယ်။မနက်8:18မိနစ်38စက္ကန့်မှာတော့တောင်ငူနာမှာလှုပ်တဲ့ပြင်းရ2.3နဲ့အားပြောတဲ့ငလင်ငယ်လေးတစ်ခုသာရှိပါတယ်။ထိုင်းနိုင်ငံမှာတော့ငလင်နဲ့ပတ်သက်ပြီးအရေးပေါ်အခြေအနေကြီးညာထားတာလည်းရှုပ်သိမ်းလိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။ အ धिक ငတင်ကြီးလှုပ်သွားတဲ့နေရာမျိုးအရေးပေါ်အခြေအနေကြီးညာထားတာပြန်ရုံသိအောင်မှမဟုတ်ဘူးလို့လည်းဆိုပါရယ်ဒါအပြင်2025ခုနှစ်စကိုင်းငတင်ကြီးလှုပ်ခဲ့ပြီးနောက်ဆက်တဲ့ငတင်လှုပ်တဲ့အခြေအနေကတော့ဒီနေ့အင်ဗယ်လာတရက်မနက်စင်နာရီအပ်ဒိတ်မှာတော့ထိုင်းမွန်ဒီတာဌာနငတင်ဌာနကရယူပြီးနောက်ဆက်တဲ့ငတင်အခြေအနေဟာ238ကြိမ်ရှိပြီလည်းဖြစ်ပါရယ် ဆက်လက်ပြီးတော့လည်းမြင်းလင်းလှောက်ခတ်တဲ့တင်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဒီနေ့ဧပြီလ1ရက်မြန်မာစံတော်ချိန်မွန်းလဲတနားရီ12မိနစ်40ကအချိန်မှာတော့နေပြည်တော်မြင်းလင်းစခန်းကနေမြောက်အရှိမြောက်ဘန်73မိုင်ကန်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်ပုဖ္ဖသီရီမြို့ရဲ့မြောက်အရှိမြောက်ဘန်9မိုင်ကန်ကွာမြောက်ရတင်ကျူ19.96ဒီဂရီအရှိထောင်ကြီးကျူ96.12ဒီဂရီအနက်30ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရတာစကေ4.90ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းလင်းတစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထားရရှိတယ်လို့မူလဝတ္ထနယ်ဇလားဗေဒညွှန်ကြားမှုဦးစေးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့နှွေကာလမှာဖြစ်ပေါ်တတ်တဲ့မူလဝတ္ထဖြစ်စဉ်လေးနဲ့ပတ်သက်လို့ကြိုတင်3ပေးနှိုးဆော်ချက်အမှတ်စဉ်3မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်မြန်မာနိုင်ငံရဲ့ရဲ့မှာနှွေကာလဖြစ်တဲ့ဧပြီလနဲ့မေလတဲ့အတွင်းမှာနေဖို့ချိန်တွေတပြင်းပြင်းမြင့်တက်လာရကနေအပူပြန်တက်တဲ့နေဖြစ်ထွန်းပြီးတော့ မိုးလယ်ညနေပိုင်းတွေမှာမိုးတိတ်တောင်တွေဖြစ်ထွန်းနေတိုင်းပြီးအစောပိုင်းမိုးတိတ်တောင်တွေရွေးရှားရနေရတခြားမှာတော့နေပြင်းတွေတိုက်ခတ်တာနေပြင်းနဲ့အတူတူထစ်ကြုံတာမိုးကြိုပြစ်တာရေစိလက်တာမိုးသီးကျွေတာနဲ့နေရာကွက်ကြားမိုးတိတ်ကြုံရွာတာစားတယ်မလို့မသာဖြစ်စဉ်တွေဖြစ်ပေါ်ပါမယ်။ နေပြည်တိုက်ခတ်စဉ်မြေပြင်ရေပြင်လေပြင်ဟာတနအီကိုမိုင်40ကနေမိုင်50အထိတိုက်ခတ်ပါမယ်။အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့နှွေကာလဖြစ်တဲ့ဧပြီလနဲ့မေလတဲ့အတွင်းမှာဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်လို့အထူးကြိုးပြုနေထိုင်သွားဖို့နဲ့ပြည်ရင်းလက်ချောင်းပြန်တိုက်ရေးနဲ့ရေချောင်းခီးစဉ်တွေအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့အသိပေးနှိုးဆော်လာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပျော်ပွဲကံမိုးစားပန်အစားအုံရှင်းလင်းရှာဖွေမှုမှာရုံလောင်း၃လောင်းတွေ့ရှိထားတဲ့အကြောင်းဖော်ပြပေးပါမယ်။မန္တလေးတိုင်းပျော်ပွဲမြို့နယ်မှာငလျင်တန် ကြောင့်ပြုတ်ကျပျက်စီးနေတဲ့ကံမွန်စားပန်အစားအုံရှာဖွေရှင်းလင်းနေမှုကလည်းတေဆုံးရုံလောင်၃လောင်းရှာဖွေတွေ့ရှိထားတယ်လို့ဒေသခံတွေထံကသိရပါဗျ။ပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်ပျက်စီးမှုများခဲ့တဲ့မြို့တွေထဲမှာပျော်ဝယ်မြို့နယ်လည်းပါဝင်ပြီးတော့ကံမွန်စားပန်အပါဝင်နေအစားအုံပြုတ်ကျတာကြောင့်အသက်ဆုံးရှုံးမှုများစွာလည်းရှိနေကြတာဖြစ်တယ်လို့သိရပါဗျ။ ပြောပဲကံမွန်စပန်ပြူကြတာကိုလက်ရှိမှာကဲဆဲဖွဲ့တွေပူပေါင်းရှာဖွေမှုပြုလုပ်နေတာဖြစ်ပြီးမတ်လ31ရက်ည7:00နာရီချိန်တွင်တင်းဆုံးရုံလောင်း၃လောင်းတွေ့ရှိထားပြီဖြစ်တယ်လို့ဒေသခံကဆိုပါတယ်။လက်ရှိကတော့ဒီအဆောင်အောင်မှာလူပနေရောက်ရှိတယ်ဆိုတာအတိတော့ပြုလို့မရဘူး။ အမှဝန်ထမ်းတွေရောကစတမာတွေရောရှိနေတာဆိုတဲ့အတွက်အခုချိန်အထိတော့လူရည်ကိုအတည်ပြုဖို့ခက်ခဲမယ်။မနေ့က match လာ31ရက်ညအထိတော့ရုပ်လောင်းက3လောင်းပဲရပါသေးတယ်လို့ဆိုပါရယ်။ကံမောစပန်အစားအုံအတွင်မှာလူ40လောက်ပြိမိနေတာမှာအသက်ရှင်ကျန်ရခဲ့သူမရှိတော့နိုင်ဘူးလို့ပြောပွဲမိသက်တပ်ဖွဲ့က match လာ31ရက်မှာသတင်းထုတ်ပါရယ်။ ဒီလိုကြားခဲ့တဲ့ပြောပွဲကံမောစဘန်ကိုမတ်လ30ရက်မွန်းလ2နာရီမိနစ်40လောက်မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဌာနချုပ်ယူဆာထင်းကလက်ထောက်ညွန်မှုဦးကောင်းမျက်နှာဦးဆောင်ပြီးတော့တပ်ဖွဲ့ဝင်35ယောက်စင်ဝါ7 Defense Force ကတပ်ဖွဲ့ဝင်15ယောက်လာရောက်တိရှိဆစ်ဆဲခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပေါ်ပြပါဗျာ။ တင်ပြချခဲ့တဲ့ကမ္ဘောဇဘန်ဆောင်းအုပ်ကိုရှာဖွေရေးခွင့်နှက်ကောင်နဲ့တန်ရှင်ဒူနာရှင်ဖြစ်ထောက်လန်းစစ်ဆေးတာတွေဆောင်ရွက်ပြီးတဲ့နောက်မှာတော့အသက်ရှင်နေတဲ့သူတွေမရှိနိုင်တော့တဲ့အကြောင်းစစ်ဆေးတွင်းရှိတဲ့အရာမြန်မာစင်ဘူနှစ်နိုင်ငံပူးပေါင်းစစ်ဆေးရေးအဖွဲ့ကနေပြည်တော်ကိုပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ဒီဗန်ပြိုကျတာမှာလုံခြုံရေးဝန်ထမ်းတွေတော့လွတ်တဲဖြစ်ဖြစ်ချင်းထွက်ပြေးတဲ့ဟာမျိုးပါအပေါဝါနာမှာရှိတဲ့ဝန်ထမ်းတွေလည်းလွတ်တဲတချို့ customer တွေလည်းလွတ်တဲဖြစ်ဖြစ်ချင်းအထဲမှာကူပါခဲ့ပါတယ်တော့ဩကြတယ်။ဒါပေမဲ့အဲ့ဒီဩတန်တွေတိတ်အကြကြီးမခံ နိုင်ဘူးညင်သွားကြတယ်။ငါးတန်တုံးကပြိုကျသွားတာဆိုတော့ဒါပေမဲ့လူနေတာတော့လုပ်ငန်းလှုပ်တဲ့အချိန်အောက်နှစ်ထပ်လောက်မှပဲလူတွေနေကြတော့အပေါ်၃နာရီလောက်ကလူရှိကြဖို့အဆိုးဆုံးကလည်းအောက်ဆုံးနှစ်တပ်ပဲအဆိုးဆုံးဖြစ်သွားတာလို့ဆိုပါရတယ်။လက်ရှိမှာတော့ရှာဖွေအတွက်အပေါ်ဝိတ်ပြန်လဲလျှော့ချတာတွေပြုလုပ်နေပြီးတော့ လူတွေဝင်လို့မရတဲ့အတွက်ဆက်ရန်များတွေနဲ့သာရှာဖွေနေရတယ်လို့ဆိုပါရယ်မတ်လ28ရက်နေ့လယ်ပိုင်းလောက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ဖြစ်စဉ်မှာကမ္ဘောဇာဗန်အဆောင်အုံတွင်ပိမိသူတွေတဲကဝန်ထမ်းတယောက်ကိုမတ်လ29ရက်နေ့ကကယ်ဆယ်နိုင်ခဲ့ပေမဲ့ရရှိထားတဲ့တရားကြောင့်ဆေးရုံသွားတဲ့လမ်းမှာလည်းဆုံးသွားတယ်လို့မိသက်တပ်ဖွဲ့နဲ့နေဆက်သူထံကသိရပါရယ်အလားတူမတ်လ30ရက်ကလည်းကမ္ဘောဇာဗန်အဆောင်အုံပြုကြမှုကတားမိနှစ်ယောက်ကိုကယ်ထုတ်နိုင်ခဲ့ပေမဲ့မိခင်ဖြစ်သူကတော့သေဆုံးသွားခဲ့တယ်လို့ပြောဝယ်မိသက်တပ်ဖွဲ့ကယ်ဆယ်မှတ်တမ်းတွေကသိရပါရယ် ငလျင်တန်ကြောင်ပျော်ပွဲမျိုးရဲ့80ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်လို့သိရပြီးစားစရာတောက်ဖို့ရေကားစားလိုအပ်နေကပတ်စံနဲ့ပွေးဝဲတာတော့မရဘူးလို့ဒေသခံတွေကဆိုပါတယ်။ ်လမ်းဘေးမှာအိပ်ရတဲ့လူမှုကယ်ဆယ်အသင်းကလည်းကံမောစပန်ပြိုကျလို့တွားကယ်နေတာလို့မျိုးတွေကတခြားအကူအညီလိုအပ်တဲ့နေရာတွေမှာကယ်ဖို့ကလည်းလူကလုံလုံလောက်လောက်ရှိနေဘူးဈေးဝယ်ဖို့ကလည်းဈေးထဲမှာလည်းဓာတ်ပေါ်တွေရှိနေတာကြောင့်ဘယ်မှမဝယ်လို့မရဘူးတချို့ရက်ကွက်တွေထဲမှာတင်ကိုမိသားစုလိုက်ဆုံးသွားတဲ့ဓာတ်ပေါ်တွေအများကြီးရှိနေတာပလီထဲမှာလည်းဓာတ်ပေါ်တွေရှိနေတယ်ပျော်ဝယ်မျိုးကလည်းတကယ်မြေပြင်အကူအညီတွေလိုအပ်တဲ့နေရာ အခုကတော့ကိုရီကိုရကင်ဆယ်ရေးပဲလုပ်နေကြတယ်လို့နောက်ထပ်ဒေတာကန်ကဆိုပါတယ်။ပျော်ပွဲမျိုးနဲ့အတွင်းမှာငလျင်တန်းကြောင့်သေဆုံးသူ161ယောက်ရှိကတရားရရှိသူ116ယောက်ရှိထားပြီးဖြစ်တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့မတ်လ30ရက်အထိထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။